တောင်ကိုရီးယားနိုင်ငံရဲ့စာသင်ခန်းတစ်ခုအတွင်းအပြေလွှာတိုက်ဆက်နေတဲ့အတန်တွေနဲ့စုံညံနေပါတယ်။ဘောပင်ကိုကြစ်ကြစ်ပေါအောင်ဆုပ်ကိုင်ရင်ဇပွဲကိုထုရိုက်လိုက်တဲ့အတန်ကြောင့်ရုတ်တရက်တိတ်ဆိတ်သွားတဲ့အခန်းနဲ့အတူចောင်းသားအလုံးရဲ့အာယုံဟာတနေရာမှာစုစည်းသွားပါတယ်။ ထိုကြောင့်သာထိုင်ရာကထိုက်ရက်လိုက်ပြီးနောက်စက္ကန့်ပိုင်းတွင်လှည့်မြန်တဲ့တုတ်ပြန်မှုတစ်ခုကိုပြုမှုလိုက်ပါတယ်။လွန်ခဲ့သော73ရက်ခန့်ကျောဆန်းအထက်တန်းကျောင်းမှယွန်းရှိဝန်းဆိုတဲ့ကျောင်းသားဟာကျောင်းကိုဝီလီဝင်းလင်းချိန်ကလေးကလာလိရှိပြီးဒန်းချောင်းရင်တော့သူလေးလာရမယ့်စာရီအကြောင်းတွေးနေလိရှိပါတယ်။တဦးတည်းတီးခြားနေတတ်ပြီးစာကိုပဲတဆိုင်မမလုံးနေတတ်သူမို့ဆရာဆရာမတွေကိုယ်တိုင်အတိမတ်ပြုပေမဲ့မကြည်လည်သူအချို့ကတော့မျက်မုံကျိုးနေကြပါတယ်။ရောင်မင်းတို့ကျောင်းသားတစ်တိုက်ဟာအတန်းထဲကရိုးရိုးအေးအေးနေလိရှိတဲ့ကျောင်းသားတွေအပေါ်ဘူလီလောက်တက်ကြပြီးနားနေချိန်မှာတော့ခုံနဲ့မကွာစာလုံးနေတဲ့ ှိရုံးကိုဖဏတ်နဲ့ပြပောက်ကရန်စပါတယ်မတော်တဆဖြစ်သွားပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့လှောင်ပြောင်နေကြတာမို့နောက်တစ်ခါဆိုသတိထားဖို့ခိုက်အေးအေးပြန်ပြောရင်စပြန်လုံနေလိုက်ပါတယ်ဒါကိုမကြည်မနှက်ဖြစ်သွားတဲ့ရောင်မင်းဟာចောင်းသားအလုံးကမင်းကို မြန်မုံနဲ့ဆိုတဲ့စကားနဲ့ထပ်မံရန်စပြန်ပါတယ်။ဒီအချိန်အခန်းတကားဖွင့်ပြီးဝင်လာတဲ့စီနီယာတန်းကចောင်းသားအချို့ဟာအန်းစုကိုဘယ်မှာလဲလို့မေးနေရကြောင်းအိပ်ပျော်နေတဲ့ចောင်းသားကိုဝိုင်းညွန်ပြလိုက်ပါတယ်။သမီးကြီးစားကိစ္စနဲ့မှုန်ပြီးဂမူးရှူတို့တိုက်ခိုက်လာတဲ့စီနီယာတန်းဘေ့စ်ဘောကစားသမားတွေကိုအန်းစုကပော့ပါစွာပြင်ညာပေးနိုင်ခဲ့ပါတယ်။ရန်ပွဲကြောင့်သူ့ပေါ်ပင်ထဲတဲ့အိပ်ပျော်ကျသွားလို့မကြေမနက်ဖြစ်နေသူရှီယွန်ကိုလည်းအသေးချာပြန်တောင်းပန်ခဲ့ပါတယ်။ Broker Family မှာကျင်လည်ခဲ့ရတဲ့ရှီယွန်အတွက်လူရီနဲ့အမွန်နဲ့စိတ်ကြောင့်စာကိုစာတိုက်မမတ်လုပ်နေတာဖြစ်ပါတယ်။နောက်တရကျောင်းကိုရောက်လာတော့ကာယချိန်မှာ းရမယ်ဝတ်ဆုံပြောင်းနေတဲ့အခါရောင်ပင်တို့အဖွဲကိုသာလှည့်ကြည့်လိုက်ပါတယ်။စာသင်ချိန်တိုင်းအိတ်နေလေးရှိတဲ့အန်ဆူကတော့ကာယအချိန်ဒီမှာရေချင်းပြေးမိတာကြောင့်ဆရာရီကအားကစားတက္ကသိုလ်တက်ဖို့အကြံပေးပါတယ်။သူနဲ့စန်းချေဘတ်စာချဘိုးရှီဝန်းကတော့မီတာ400ကွင်းဆက်ဘတ်စန်းချိန်ကိုလမ်းလျှောက်ပြီးအဆုံးသတ်နေရပါတယ်။ဒါကိုလောင်ပြောင်နေတဲ့ဤကြောင်ချန်းဆိုတဲ့ចောင်းသားကိုမြင်မြင်ကပ်လာသူအန်ဆူကိုတယောက်ဖဏတ်နဲ့ချုပ်ပစ်ပါတယ်။ပြီးတော့ပြန်ကောက်လာပေးဖို့အမိတ်ပေးပြီးနာမည်ကိုမေးကတတိထားနေဆိုတဲ့အကြည့်နဲ့ပြန်လွှတ်လိုက်ပါတယ်။သူများတွေ9မိနစ်နီးပါးနဲ့ပန်းဝင်လာချိန်အမောဆုပ်ပြီး10မိနစ်နီးမှရောက်လာတဲ့ရှီယုံကို အားလုံးကလှောင်ပြောင်နေကြပါဗျ။ အတန်းထဲမှာလည်းမကကာယအချိန်မှာပါအိမ်ကိုဖွက်ပြီးအနောက်ရှက်ပေးနေသူရောင်မင်းအားဒီလောက်နဲ့ရက်လိုက်ဖို့သတိပေးခဲ့ပါတယ်တက်လုံမကောင်းဖြောင်းအောင်မပြေးနိုင်မှတိကြတဲ့ရောင်မင်းတို့အဖွဲ့ကတော့လူမရထဖန်းနေတဲ့ရှီဝန်းကိုပုံစံပေးဖို့ပြင်လိုက်စဉ်ဆရာတယောက်ရောက်လာတာကြောင့်လှုပ်ပေးလိုက်ရပါတယ်အိမ်မှာစာလုံးနေသူရှီဝန်းထံပစ္စည်းလာဖို့တာပါဆိုလို့တကားပွင့်ပြီးလိုက်တဲ့အခါအန်းစုကိုဖြစ်နေပါတယ်သူမမာထားဖို့ဆိုတာကြောင့်လိမ့်စာစစ်ကြည့်တော့မှတိုက်ခံမှာတက်လာတာနဲ့မထူးတဲ့အဆုံးရေတစ်ခွက်လောက်တိုက်ရန်တောင်းဆိုပါတယ်ဘာလို့တိုက်ရမှာလဲဆိုတဲ့ရှီဝန်းရဲ့စကားကိုမကြားကျင်ဟန်ဆောင်ကရေမတောင်းရရင်မပြန်ဘူးဆိုတဲ့ ပုံစံနဲ့ဝင်ထိုင်နေရကြောင်းရေခတ်တိုက်လိုက်ရပါတယ်။နောက်တစ်ရက်အိုးပုံဆောက်လို့အမြည်ရတဲ့ចောင်းသားအသစ်တယောက်ဖြောဆန်းအထက်တန်းចောင်းကိုပြောင်းလာပါတယ်။ထုံးစံအတိုင်းသားကောင်ရှာနေတဲ့ရောင်မင်းတို့အုပ်စုကကြက်နေတယ်။သူ့ဆိုင်ရေးခုံပေါ်ထိုင်နေသူရောင်မင်းကိုရှင်ဦးကမောင်းထုတ်ပါတယ်။ထွက်မလာဘူးဆိုတာနဲ့ဘောပင်ကောက်ယူလိုက်တဲ့ရှင်ဦးကြောင့်ရံပွဲဖြစ်တော့မဲ့အချိန်နောက်ဆုံးကုန်ကသူ့အိုးတယောက်သူကောင်းကောင်းအိတ်ချင်လို့တိတ်တိတ်နေကြရန်ပြောလာပါတယ်။ဒီကိစ္စကိုမကြည်မလည်ဖြစ်သွားကြတဲ့ចောင်းချမ်းတို့ကသူတို့ကိုမခန့်လီသားလုပ်နေတဲ့ရှင်ဦးကိုဒီတိုင်းထားမလို့လားလို့ရောင်မင်းကိုတွေးထိုးပါတယ်။လေဘေးညစ်ပြီးချင်းချောက်ထားတာတောင်ကြောက်လန့်မသွားတဲ့စာချုပ် းကိုအသင်းကြောင်လုတ်ပစ်မယ်လို့တိုင်ပင်လိုက်ကြပါတယ်။အဲဒီနောက်သူတို့စေတုံးနေကြကလပ်ကိုသေးလာပို့သွားတဲ့ရောင်ပင်ရဲ့အကူဝမ်ွယ်ဆော့တဲ့အားဖန်တန်နိုင်းသေးကိုလူတယောက်ရဲ့လက်ဘေးမှာကတ်လိုက်ရင်ဘာဖြစ်မလဲလို့မေးပါတယ်။ အကိုက်ခဲပြောက်စေမှုလေးလံထိုင်းမိုင်းဟုသာဖြစ်စေနိုင်ပြီးမထိမတွေ့ဘူးတဲ့ခန္ဓာကိုယ်ဆိုရင်တော့မူးဝေအော့အန်နိုင်တဲ့အကြောင်းရှင်းပြကလွန်လွန်ကျူးကျူးတွေရှောင်မလို့ဖို့တတိပေးသွားပါတယ်။ညဘက်ကျူရှင်တက်ပြီးပြန်လာတဲ့ရှင်ဦးကိုလူနှစ်ယောက်ကလူမာဗီဖန်တနိုင်းတွေထိုးရောက်နေပါတယ်။ဘေးမှာရပ်နေတဲ့တယောက်ကဆေးမာထားတာမိကလေးပြစ်ကြောင်းတတိပေးတဲ့အခါရှင်ဦးကလည်းလမ်းပိတ်နေရာကြောင်းဖယ်ပေးဖို့ပြောလိုက်ပါတယ်။ဂျစ်ကန်ကန်ပုံစံနဲ့မှချိန်ချောက်နေပေမဲ့အိမ်အိမ်အတွင်းကဘောပင်ကိုအစ်စ်ပြင်လိုက်ချိန်မှာတော့ဘေးကရပ်နေသူစော့တဲ့ကလမ်းရှင်းပေးလိုက်ပြီးအဲကောင်ပုံစံကဘောပင်နဲ့တကယ်ထိုးမှမို့နောက်ကလူကြည့်ပြီးမှမိုက်ကြည့်ခွေ ွဲရန်သူ့ចောင်းသားတွေကိုသတိပေးပါတယ်။အစမ်းဆောင်မွေးဖြည့်ဖို့တရက်အလိုမှာတော့စာလိုက်လုံးနေသူအိုပုံဆော့ကိုရောင်ဘဲကလက်ခေါ်ထုတ်သွားပါတယ်။အဲ့ဒီနောက်အရေးတစ်ပုဝယ်တိုက်ရင်ចောင်းဟောင်းမှာအနိုင်ကျင့်ခံရလို့ဒီကိုပြောင်းလာရတဲ့အကြောင်းသူများတွေပြန်မသိသေးခြင်းသူတောင်းဆိုတာတစ်ခုလုပ်ပေးဖို့ပြောလာပါတယ်။စာမေးပွဲဖြည့်တဲ့နေ့ကိုရောက်လာတော့ဘုံဆော့ဟာရုတ်တရက်ရှီအုံးရဲ့ကုတ်ကိုရိုက်လိုက်ပြီးအကောင်နားနေလို့ဖြစ်ကြောင်းလိန်လိုက်ပါတယ်။အကိုက်ခဲပြောက်စေးမှုထုံတိုင်းလေးလံလာမယ်ဆိုတဲ့စာတန်တိုင်းကြောင့်စာကိုအာယုံဆိုင်မရတော့သူရှီဟုံးကအခန်းထဲကထထွက်သွားပါတော့တယ်။ထိမင်းရောက်မူးဝင်နေတာမို့မျက်နှာတက်ပြီးအခန်းထဲပြန်ထိုင်နေတဲ့ ယ်။လယ်ဘေးမှာကပ်နေတဲ့ကပ်ခွာသားလေးကြောင့်သဘောပေါက်သွားပြီးသူ့ပါသူအချက်ပေါင်းများစွာထိုင်ရိုက်နေပါတယ်။တဒန်းလုံးကမှင်တက်နေပြီးဆီယမ်မားကပါစိုးရင်တကြီးမေးတဲ့အခါဘာမှမဖြစ်ဘူးလို့သာပြန်ဖြေလိုက်ပါတယ်။အဲ့ဒီနောက်အဖြေလွားလေးကိုတိုက်စစ်ချိန်မှာတော့သူမဖြေလိုက်ရတဲ့မေးခွန်းတွေကိုကြည့်ပြီးဒေါသတကြီးခုံကိုထုရိုက်လိုက်ပါတယ်။ပြီးတော့ဘေးကပုံစော့ကိုလှည့်ကြည့်လိုက်ပြီးရုတ်တရက်ထိုင်ရာကထကနောက်ဆုံးအတန်းရှိရာထန်လျှောက်သွားပါတယ်။ သူချင်းဆိုင်ရမဲ့လူက၃ယောက်မို့အရာဝတ္ထုတစ်ခုရဲ့၄ချိန်နဲ့အလှန်ဟာရိုက်အားနဲ့ဒိုင်းရညီတယ်ဆိုတဲ့နျူတန်ရဲ့ဒုတိယနေရာမှာအတိုင်းတင်ချာကျွမ်းကျင်သူမို့တင်ချာနီးလာနဲ့ပဲနီးစပ်ရနှစ်ယောက်ကိုတပြိုင်တည်းတိုက်ခိုက်ခဲ့ပါတယ်။တတိပိထားတဲ့ဂျားကသူ့ကိုဇက်တိုင်နောက်ဆက်နေသူယောင်မဲကိုစာအုပ်ထူကြီးနဲ့မေ့မျောတဲ့အထိပုံသင်ပေးပါတယ်။ဒါကိုတော့မချေနှက်သေးပဲဆက်ရိုက်ဖို့ကြိုးစားနေတဲ့ဂျားဝင်လာသူကတော့အန်းစုကိုပဲဖြစ်ပါတယ်။တော်ယုံမဲလို့ဘောင်မကျော်လာနဲ့ဆိုကတတိပိနေတဲ့စုကိုပါနီးစပ်ရနဲ့ပြစ်ပြီးခုံထဲဝင်ရိုက်ဖို့ကြိုးစားလိုက်ပါတယ်။ ပြီးခဲ့တဲ့အပိုင်းတက်မှာရှင်ဟွန်းဟာသူ့ကိုအမျိုးမျိုးစိတ်ဒုက္ခပေးနေသူရောင်မဲကိုအမှန်ကန်ဆုံးမနေစဉ်စီးကြော်မလာပဲတော်ယုံမဲလှုပ်ဖို့အန်းစုကသတိပေးလာပါတယ်စနစ်တကျကိုခံပညာတက်မြောက်ထားတဲ့သူ့ကိုရောင်မင်းတို့တုံးကအတိုင်းတိုက်ခိုက်လို့မရမှတိတာကြောင့်ပစ္စည်းတစ်ခုခုနဲ့ပစ်ပေါက်ပြီးမျက်စိမိတ်လိုက်တဲ့အချိန်ခုံနဲ့အလစ်ဝင်ရိုက်ပါတယ်ဒို့ပေမဲ့သတိကြီးတဲ့အန်းစုဟာဂမူးရှူတို့လိုက်တိုက်ခိုက်နေသူရှင်ဟွန်းကိုဖြောင်းလက်သေးတစ်ချက်နဲ့ရှိန်သွောအောင်လုံနိုင်ခဲ့ပါတယ်ထပ်ပြီးတိုးဝင်မှုကြံနေစဉ်ဆီယာမရောက်လာတာကြောင့်အန်းစုကပဲသူဟာတငယ်ချင်းတွေရမဖြစ်အောင်တားနေတာဖြစ်ကြောင်းနဲ့ဆီယာမကိုတောင်းပန်မှုရှင်ဟွန်း ်းကိုပြောပါရယ်ယွန်းရှိဝန်တယောက်သူစိတ်လိုက်မှပါပောက်ကွဲမိတဲ့ကိစ္စအပြီးမှာတော့အံ့ဩထိတ်လန့်နေကြတဲ့အတန်းပေါ်တွေကိုကြည့်ရင်အသီးစိတ်ပြောင်းဝင်လာပါရယ်ပြင်းပြထန်ထန်ထိခိုက်သွားတဲ့ရောင်မဲစီဆီယာမနဲ့အတူရောက်သွားတဲ့အခါရောင်မင်းရဲ့မိကမိဘခေါ်မလာပဲတယောက်တည်းရောက်လာသူရှင်ဦးကိုလူငယ်ထိန်းသိမ်းရေးစခန်းပို့ပစ်မယ်လို့ချိန်ချောက်ပါရယ်ရှင်ဦးကတော့သူ့လက်ဘင်းကိုအကက်ခံရတဲ့ကက်ခွာလေးနဲ့အတူရောင်မင်းရဲ့ကြောပိုးအိတ်ထဲကဖန်တနိုင်းသေးဘူးကိုပါထုတ်ပြလိုက်ပါရယ် အကြံဖတ်မှုထက်ပိုအပြစ်ကြီးတဲ့တားမစီအမှုမို့မကြည်အေးပဲတည်င်းပြန့်သွားပါကရောင်မင်းကိုကြောင်းပြောင်းရလိမ့်မယ်လို့ဆီယာမကသတိပေးပါတယ်။ရောင်မင်းတယောက်သူ့ကိုမိမိရဲ့ရပညာပေးထားသူရှီအုံးကိုဒေါသကြီးစိုက်ကြည့်နေခဲ့ပါတယ်။အိမ်ပြန်ရောက်လာတော့တိုင်ကွန်ဒိုစကန်းသွင်းလေးကျင်းရမှာပြန်ရောက်နေသူဖခင်ကမျက်နှာမှာဒဏ်ရာတွေကိုကြည့်ပြီးရံဖြစ်လာတာလားလို့မေးပါတယ်။ဒါပေမဲ့ငယ်စဉ်ကအားနေပြီးမိလဲတဲ့သူအရွယ်ရောက်လာတဲ့သူ့သားရံဖြစ်တက်လာတာကိုတော့အပြစ်မတင်ခဲ့ပါဘူး။နောက်တစ်ရက်ပုံမှန်အတိုင်းစာသင်ခန်းထဲထိုင်နေတဲ့ရှီအုံးကိုအတန်းပေါ်တွေကအကဲခတ်နေတဲ့ရောင်မင်းရဲ့လက်ပါစီနှစ်ယောက်ကကြောင်းစင်းတဲ့ ချိန်ဘောင်ချာရှင်းအောင်လို့လာခေါ်ပါတယ်။တိုက်စစ်ရှုံးမခံကျင်တဲ့ရှီဝန်းကတော့အခုပဲရှင်းမယ်ဆိုတာရှေ့ကဥဆောင်ထွက်သွားပါတယ်။တန်းသိခန်းအတွင်းရောက်လာတော့ရန်ပွဲကိုအကဲခတ်သူတွေမမြင်အောင်တကားကိုအရင်ပိတ်လိုက်ပါတယ်။ပြီးတော့မှတ်ညံမကောင်းတဲ့ကောင်းတွေကိုပြန်တင်ပေးရအောင်မယ်ဆိုတာအိတ်ကတ်ထဲကဘောပင်ကိုထုတ်လိုက်တဲ့အခါဂျောင်ချန်းတို့နောက်တွန့်သွားပါတယ်။ပါဗလော့ဆိုတဲ့သင်ကန်းသားအတိုင်းအချက်ပေးမယ်။ခွေးကိုအစာကျွေးဖို့မျှောက်ခေါ်မယ်ဆိုသလိုထက်ကတလဲလဲနှိမ့်နေတဲ့အတန်ကြောင့်ဘောပင်သာမိသားဘူးသူထဲဝန်းတို့ထိတ်လန့်နေကြမှာဒီလောက်နဲ့ရက်လိုက်ဖို့တောင်းဆိုကြောင်းခတ်တင်တင်သတိပေးကထွက်လာခဲ့ပါတယ်။စေးုံတက်နေတဲ့ရောင်မ မေးထန်သူ့ကိုဝန်ကွယ်စော့တယ်ရောက်လာပြီးမစင်မချင်းမလုပ်ဖို့တတိပေးထားတယ်မဟုတ်လားလို့အပြစ်တင်လာပါတယ်။ ပြီးတော့ဘသူလဲလို့မေးကတန်ကြီးအဖြစ်ကိုညီပေးပါအကိုတို့တောင်းဆိုခိုင်းပါတယ်ဂျူရှင်ကနေလိုင်းကားစီးပြီးပြန်လာတဲ့ရှီအုံးကိုအချိန်ပိုင်းလှုပ်ဆင်းနေတဲ့စုကတရင်တနည်းနှုတ်ဆက်လာတာကြောင့်မနေကကိစ္စတောင်းမှန်လိုက်ပါတယ်စားသောက်ဆိုင်တစ်ခုကအော်ရာတွေကိုညလုံးပေါက်လိုက်ဖို့ပေးပြီးကျောင်းမှာပဲနေနေတဲ့စုကိုသူကျောင်းစိုးကြီးရောက်လာတဲ့အခါတိုင်းအတန်းထဲမှာဖြစ်တယ်လို့အိတ်နေတာမြင်နေကြဖြစ်ပါတယ်နေလဲသာစားချိန်မှာတော့မှုံအိတ်နေတဲ့အန်းစုကိုသူတောင်းမှန်တဲ့အနေနဲ့ကျောင်းကန်ထဲကထမင်းလိုက်ကြွေးပါတယ်စာမတော်ပေမဲ့အတန်းမှာစုနဲ့ဒီပလိုမာရဖို့ကြံထားသူစုကိုတယောက်ညလုံးပေါက်အော်ရာတွေပို့ရင် ောင်းရေးကြောင်းစားဖြစ်လာကြောင်းရှင်းပြပါရယ်အတန်းပေါ်ရီကြားမှာတော့နာမည်ကြီးလာတဲ့ရှီဝန်နဲ့ MMA fighter တယောက်ဖြစ်မှုတယ်လို့ကောလာဟာလာထွက်နေသူစူအိုတို့အကြောင်းတွေသာရေးပန်းစားနေပါရယ်ပြောစမ်းအထက်တန်းကြောင်းအတွင်းလိမ့်လေလောက်ကင်နေတဲ့ online game တစ်ခုကကြောင်းသားတွေကိုဒုက္ခပေးလာပါရယ်အကျွေးတင်နေတဲ့ကြောင်းသားတွေကရရပစ္စည်းခိုးယူပြီးငွေလို့ချေးစားတဲ့စောတယ်တို့ထံကချေးယူလာကြပါရယ်ရောင်မင်းဟာသူ့ကိုစောတယ်တို့အဖွဲ့ကိုခေါ်ပြီးပညာပေးရန်ရှီဝန်ထွက်လာမဲ့အချိန်ကိုစောင့်နေကြပါရယ်အိုပုံစောတယောက်သူကျူရှင်ဘက်မှာတက်ရမလဲဆိုတာနဲ့သူလုတ်ခဲ့တဲ့အမားတွေတို့ကရှီဝန်ကိုတောင်းပန်ခဲ့ပေမဲ့ ့သူစီကအခုညီလည်းမယူနဲ့တောင်းမနာကိုလည်းလက်ခံမှာမဟုတ်ကြောင်းသာပြန်ပြောခဲ့ပါတယ်။အပြင်ရောက်လာတော့ရန်ညိုးရှိတဲ့ရောင်မင်းတို့အုပ်စုကစောင့်နေပေမဲ့ရောင်မင်းနဲ့ရွယ်ထူတော်မဟုတ်တဲ့ကြောင်းသားတယောက်မှုအုပ်စုလိုက်လိုက်လာသူတွေစိတ်ပြတ်သွားပါတယ်။ဒါပေမဲ့ထွက်သွားဖို့လုပ်နေတဲ့ရှင်ဝန်းကိုစော့တယ်ကပားရိုက်ပြီးအလို့သဘောရနားလည်းပေးလို့ဆိုကခေါ်ထုတ်သွားပါတယ်။ဒါကိုမြင်လိုက်ရတဲ့ပုံစော့ကအတန်းထဲမှာအိတ်နေတဲ့အန်းစုဦးကိုကိုကြီးပေးဖို့တောခေါ်ပေမဲ့စိတ်ဝင်စားပဲသူနဲ့လည်းအဲ့လောက်မရင်းနှီးဘူးလို့ပြောပါတယ်။ဒါပေမဲ့အချိန်ပိုင်းလောက်ခလာတာနှစ်ဆပေးမယ်လို့ညှိနှိုင်းတဲ့အခါဝမ်တာအာရသဘောတူပြီးလိုက်ရှာကြပါတယ်။အ ုတ်လိုက်ဝိုင်းရံထားတဲ့ရောင်ဘင်းဟာရှင်ဦးကိုစာမလုံးနိုင်တဲ့အထိလက်ချိုးပေးရန်စောတယ်ကိုတောင်းဆိုနေပါတယ်။တင်းချပညာရှင်ယွန်းရှင်ဦးကတော့ရောင်ဘင်းကိုသရင်ကဖယ်ထုတ်ပြီးကြံ၅ယောက်ကိုအလင်းမြန်တိုက်ဖို့အစီအစဉ်ချကရှေ့တက်တက်ကစောတယ်ကိုဘောပင်နဲ့ထိုးပါတယ်။ကျုပ်တရတွေ့ဝေသွားတဲ့စော့တွေကိုပန်းဦးနဲ့ရိုက်ပြီးနောက်ကပြေးဝင်လာတဲ့တယောက်ချင်းစီကိုကြိုတွက်ထားတဲ့အတိုင်းအောင်မြင်စွာဖြည့်ရှင်းနိုင်လိုက်ပါတယ်။တန်ထွက်သွားမဲ့ပြင်နေတော့နောက်ကပြေးဝင်လာတဲ့စော့တွေကကင်ပေါက်ကရှော့တွက်မိတာမှားသွားရလို့ဆိုပါတယ်။ အခွင့်ရသွားတဲ့ရောင်မင်းတို့အဖွဲ့ကသာမလုံးနိုင်တော့အောင်ရှီဝင်းရဲ့လက်ကိုချိုးနေစဉ်အန်းစုကိုရောက်လာပါတယ်။ သူပြောနေကြအတိုင်းတော်ယုံဘဲဘောဆိုပြီးထွက်သွားတဲ့အခါအားမရသေးတဲ့ရောင်မင်းကစောတဲ့ကိုကြည့်နေတာမို့အန်းစုကိုဝင်တိုက်ခိုက်ပါတယ်။ဆရာကြီးနှကောင်အလုံးရှုံနေချိန်ရောင်မင်းတို့အဖွဲ့ဟာသူတို့ပြက်မှတ်ရှင်ဟုကိုဝင်ဖမ်းကြပါတယ်။အရက်ပလင်းနဲ့ရိုက်ဖို့တိကြံစီနေပြီးမို့အန်းစုတို့ရောက်လူတန်ကြီးစောတဲ့ကိုဖြေရှင်းမရဖြစ်နေချိန်ဘဲကမှမသိရောက်လာတဲ့အိုပုံစော့ကပခုံးနဲ့ဝင်တိုက်လိုက်ပါတယ်။ဒီလိုနဲ့ရန်ပွဲကအဆုံးသတ်သွားပြီးအုပ်စုလိုက်မှတိုက်ခိုက်ရတဲ့ကောင်တွေကိုမရှက်ဘူးလားလို့မေးတဲ့အခါစောတဲ့ကိုတိုင်ဒီနေ့တော့ဒီလောက်ပဲလို့ပြောပြီးထွက်သွားပါတယ်။အဲ့ဒီနောက်အန်းစုကိုရုံးရှိဝန်းနဲ့အိုပုံစော့တို့၃ယောက် ်သာစတင်ရင်းနှီးသွားခဲ့ပေမဲ့သူ့အချိန်ပိုင်းလုံးနောက်ကျသွားတဲ့အန်ဆူအိုကတော့ကြံနှစ်ယောက်ကိုပါဝိုင်းကူခိုင်းခဲ့ပါတယ်။ကြောင်းချိန်ကလွဲရင်ညဆိုင်နဲ့ပိတ်ရက်တွေမှာအမြဲလုံးလုံးနေရသူအန်ဆူအိုအကြောင်းအခုမှသိချာနားလည်သွားပါတယ်။ဘဝမှာတငယ်ချင်းတစ်ယောက်မှမရှိခဲ့ဘူးသူရှင်ဝန်တယောက်ပရမသုံးတငယ်ချင်းတစ်ယောက်ရလာပြီးပရမသုံးကျူရှင်စပြေးဘူးတဲ့နေ့လည်းဖြစ်လာပါတယ်။ငွေကြေးချမ်းသာသူအိုဘုံဆော့ဟာသူ့ပေါင်းတဲ့နှစ်ယောက်နဲ့ပုံမှုရင်းနှီးလို့နေပေမဲ့ကြံနှစ်ယောက်ထဲမှာအန်ဆူအိုကငွေရှာဖို့သာလေးလာနေသူဖြစ်ပြီးယွန်းရှိဝန်ကတော့စာကိုသာနှိမ့်မျောနေသူဖြစ်ပါတယ်။ တဖက်မှာတော့ရံပြက်နေတဲ့သပဲ့တွေကိုစစ်မေးနေသူတယောက်ရှိလာပါတယ်